။ဗီဘန်းတွေနဲ့ဂုံပြူရတဲ့နေလေးတရက်ကလည်းထပ်မံရောက်ရှိနေပါပြီ။ဒီလိုပဲအကြခင်မှာတော့တနိုင်ငံလုံးဗီဘန်းတွေလှိုင်းလှိုင်းနဲ့ဂုံပြူရမယ့်နေ့ကိုအမြန်ဆုံးရောက်ရှိမှာဖြစ်ပါတယ်။အားလုံးပဲအဲ့ဒီနေ့ထိအေးကိုတချီရင်းနဲ့ပဲအတူတူကြီးဆက်ကြရအောင်ဗျာ။ If you wanna play tough and wanna hate this I'll always show up and make a statement I don't ever slow up, no I don't take shit I've got no love for the fakeness If you wanna play tough and wanna hate this I'll always show up and make a statement Everything I do so instinctive and so passionate Every word I move so descriptive like an adjective I got a vendetta against people who patented Being negative when you should be getting after it I got facts over facts, over tracks, this and that. Spitting slow, spitting fast. I can roast, I can gas, think I'm okay at last. But I don't know if that can erase all the past. And the pettiness, a reflection of the emptiness. Hilarious, you think you're worth my time, you're delirious. Mysterious, because you are behind a fake exterior. Inferior, you know I'll always be a bit superior. Get off of me, this ain't no humble brag. I want you to hear words, you can say them back. I want you to feel free from the chains at last. And to believe in what you got, it was built to last, yeah. Now that I've been put through hell I never got anyone's help I had to do it all myself I don't ever slow up, no I don't take shit I got no love for the fakeness If you wanna play tough and wanna hate this I'll always show up and make a statement I don't ever slow up လောလောဆယ်အထိကတော့ဒီကချင်သင်းချိုင်းကဘုံဘုံမြို့ ဖြစ်လာတယ်။ဗမော်တိုက်ပွဲတွေကကချင်တင်းတိုင်းဖြစ်လာပြီဆိုတာတရင်တွေကတော့ဟိုတူးကြဒေသခံပြည်သူလူကြထွက်လာတဲ့တရင်တစ်ခုဖြစ်နေတယ်။တို့ဗမော်တိုက်ပွဲမှာဟာဒဏ်ရာရထားတဲ့စစ်ကြီးတွေကိုတပ်မတော်ကနေပြီးတော့ဒီနေ့လေးချောင်းကနေပြီးတော့ကဲထုတ်နိုင်ခဲ့တယ်လို့ဆိုတရင်နေကြားသိရပါတယ်။ဒီရွက်ကကွယ်တာ။ဒါကျွန်တော်တို့ပေးထားချက်ပဲ။ဒါကျွန်တော်တို့နိုင်ငံသားတယောက်ရဲ့ပေးထားချက်ပဲ။ဘာဖြစ်လဲဗျာကိုယ်နိုင်ငံအတွက်ကိုယ်အသက်ပေးတာဗျာ။ပေးပေါ့ဗျာဘာဖြစ်လဲ။ပေးသွားပေါ့။လူတိုင်းပေးမှာကြောက်တယ်။သို့တော်လည်း သူများတွေကတေးမှာပဲကြောက်တာမင်းရဲ့တေးမှာကြောက်တာမဟုတ်ဘူးမင်းရဲ့အချုပ်တည်းရတော်တော်စိတ်ရဲ့လောက်ပဲကြာသေးတယ်စကားလေးကောင်းမဲ့ကျန်တော့တဲ့ကောင်ဒီတဲထဲမှာမိစ္ဆာဖြူတွေမသွင်းရဘူးနောက်ဆုံးဂုံဂုံပြောမယ်အင်ကြီးဖြူဘောင်းမီဖြူတွင်းကဘောင်းမီဖြူအစားမသွင်းရဘူးဆိုပြီးတော့မိထုတ်ထားတယ်ဒီပါအတိပါလေကောမင်းကအာဘူးကြီးရရဲ့အဲ့ချက်တောင်စိုးသေးတယ်ခုနောက်ပိုင်းကဘာနောက်ဆုံးတက်ထဲမှာခေါင်းဖြူနေတဲ့လူတွေကစသဖြင့်စိတ်အနှံ့အောင်စိုးရမယ်ဆိုပြီးတော့မိတ်ထုတ်ထားတယ် ွန်လိုင်းမျိုးတွေအားလုံးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်သရင်ကိုကြက် Revolution Channel လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေးတွေကို reaction မလို့သွားပြီးခင်ဗျာတို့ယနေ့ဇန်နဝါရီလ24ရက်နေ့တောက်ကြနေညပိုင်းနေအောင်ဆုံးရရှိတဲ့သတင်းချို့ကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်သတင်းကောင်းတွေပဲဖြစ်တဲ့အတွက်မျိုးတွေအားလုံးပဲပျော်ပျော်ရွှင်ရွှင်နဲ့နားဆင်အောင်မှာဖြစ်ပါတယ်အနောက်ဆုံးသတင်းတပုံဒီနေ့ကတော့ပေါ့ခေါင်းမှာ PDF တွေကိုရှင်းပြမယ်လို့နေ့စဉ်နဲ့အမျှတွေးကြော်နေသောသူ sorry ဝင်းကြော်ပြစ်ခတ်ခံရပြီးနေရာမှာတင်ရောင်းတဲ့ခေါင်းဆိုင်သွားပါပြီဗျာ ဗိုလ်တိုင်းပေါက်ခုံးမျိုးနဲ့မှာ PDF တဖို့အများကိုရှင်းပြမယ်ဟုမြဲချွေးကြော်နေတဲ့ပြူစောတီဝင်းကျော်ကိုပြစ်ခတ်တိုက်ခိုက်ရမှာဒီဆုံးခဲ့ကြောင်း3631 PPDF တရင်လိုင်းရင်တဲ့သတင်းပြန်ကြားရေးတာဝန်ခံကပြောဆိုထားပါတယ်။ဒါကတော့ဇန်နဝါရီလ23ရက်နေ့ညနေ4နာရီခန့်မှာပေါက်ခုံးမျိုးနဲ့ကျွဲပေါင်ပင်ကြီးအုပ်စုကျွဲပေါင်ပင်ရွာမှာနေထိုင်သောတုံလိုင်းတဖို့အများကြီးသတင်းအချက်အလက်များကိုလိုက်လံစုံစမ်းဒီခွေးထံများသို့ပေးပို့နေသောပေါက်ခုံးမျိုးနဲ့ခလာရ93တရင်အရင်ပေးလက်ဖြစ်တဲ့ယူစော့တီအပတ်စဉ်ကျင်းသင်တန်းစင်းတဲ့သူဖြစ်သူ ဝင်းကျော်ကိုပြစ်ခတ်တိုက်ခတ်ရာနေရာမပင်ပွဲချင်းပြီးသွားပေးပါရတယ်။ဒီဆုံးသွားတဲ့ယူစောတိဝင်းကျော်သည် PDF တို့အများကိုအရှင်ဖမ်းမိပါကငကူကိုဓာဖြင့်မှုန်းတယ်လို့မှုန်းပြီးမှချင်းပြင်မယ်ဟုတွေးကြော်ထားသူဖြစ်ပြီးယူစောတိဘက်စင်ပြစ်တင်နှန်းကိုလည်းပေါက်ခေါင်းမျိုးနဲ့အုပ်ပုံရွာကလာရ၅သုံးတရင်းနဲ့မှ၃လတယောက်ထားသူဖြစ်ပြီးပေါက်ခေါင်းမျိုးနဲ့ထွေအုပ်မှတလလျင်ငွေကျက်၂သိန်းထောက်ပံ့လာစာပေးထားသူဖြစ်ပြီးဤသူများစီကလည်းငွေကျေးများတောင်းခံပြီးအခုချိန်မှာငွေရွှင်နေတဲ့သူကြော်လည်းဖြစ်ပါတယ်။စောတိဝင်းကျော်ကတော့ PDF ရဲဘော်တွေကို ဟာဟာမင်းတို့ကိုအရှင်ဖမ်းမိရင်ငါခုကိုဓာတ်နဲ့မွန်းတယ်လို့မှုမိမှတစိမ့်စိမ့်ရှင်းပါဆိုကြွေးကြော်အင်းချောက်ထားသူလည်းဖြစ်ပါတယ်။ဒါပေမဲ့လည်းအခုတော့သူစောဒီဝင်းကြော်မရှိရှာတော့ဘူးပေါ့ဗျာ။ဒီကဝဲတဖုံများနေဖြင့်ရက်ကွက်ကျေးရွာအုပ်ချုပ်ရေးမှုများယူစောဒီတရင်ပေးများဒလန်များလမ်းပြများနဲ့စစ်ရေးပြစ်မှတ်များဖြစ်ဆက်လက်ပြစ်ပေးရေးယူဆောင်ရွက်ဖြစ်ကြောင်း၃၆၃ညတိပီပီဒီအက်တရင်တစ်ထောက်လမ်းရင်းနဲ့တရင်ပြန်ကြားရေးတာဝန်ခံကဆက်လက်ပြောဆိုခဲ့ပါတယ်။နောက်ထပ်တရင်တို့မှာတော့ ။အချင်းပြည်နယ်ဗန်မော်မြို့ရှိတန်ကြက်ကတရင်ကို KIA ကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးကန်ကြက်ကကလေးစီးကိုပါသိမ်းပိုက်ရရှိခဲ့ကြောင်း KIA ကထုတ်ပြန်လိုက်ပါတယ်။ဒါကတော့ဇန်နဝါရီလ24ရက်နေ့မနက်6နာရီမှစတင်ပြီးဗန်မော်မြို့တွင်ကြန့်ရှိနေသောစစ်ကောင်စီရဲ့တရင်ဌာနများကို KIA ဦးဆောင်သောတော်လိုင်းတပ်များကအပြင်းအထန်ထိုးစစ်ဆင်ပြီးတိုက်ပွဲမှာလည်းလူပြင်းထန်နေကြောင်းဟုတ်လည်းပိုက်ချင်ရောက်တဲ့ချိန်မှာတော့ဗန်ပေါ်မျိုးရှိတန်ကြက်ကတရင်ကိုတိမ့်ပတ်ရရှိပြီဖြစ်ကြောင်း AI ကထုတ်ပြန်ခဲ့ပါတယ် ။မန်မော်တန်ချက်ကတင်ရင်ကိုတင်ပိုက်လိုက်ပါတယ်။တန်ချက်ကတင်ကား၄စီးတင်းစီရရှိထားပါတယ်လို့လည်းထုတ်ပြန်ထားပါတယ်။လက်ကြတော့မှာတော့စစ်ကောင်စီတပ်ကဒေချောင်းတိုက်ခိုက်မှုများလက်နက်ကြီးပစ်ခတ်မှုများကိုအကြီးအကျယ်လုပ်နေပြီးဒုံးများပါတိုက်ပွဲတွင်အသုံးပြုခုခံနေကြောင်းတကခနှစ်တတွင်တိုက်ပွဲပြင်းထန်ဆုံးဖြစ်ပွားနေကြောင်းသိရှိရပါတယ်။ဗမာမျိုးနဲ့တခုလုံးကိုအပိသက်တိမ့်ပိုင်နိုင်ရေးအတွက်ဆက်လက်ထိုးစစ်ဆင်နေရတွင်အဓိကစကန်းကြီးတစ်ခုဖြစ်သောစကကနှစ်တင်တဲ့ဗန်မော်ခလာရ ဒီကော136 139ခုတင်းင်းနဲ့366အမတာတများပြန်ရှိနေသေးကြောင်းသိရှိရပါတယ်။ဒီလိုမှာတော့တိုင်းစစ်ဌာနချုပ်ရှိရာပသိမ်မြို့ကိုသိမ်းပိုက်မှာကိုစိုးရင်ပြီးသိမ်းပြန်နေတဲ့စစ်ကောင်စီဖြစ်ပါတယ်။အရာဝတိုင်းပသိမ်မြို့မြို့မှဈေးမှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဈေးလာဝယ်တယ်ဆိုပြီးစစ်ကောင်စီတပ်ကဈေးကိုရှောင်းတကုံဝင်ရောက်စစ်ဆေးကဈေးကောင်ကိုခေါ်ပြီးညနေ9နာရီမှာဈေးပိတ်ရမယ်အချိန်ကန့်သက်လိုက်ပြီးလို့ပြောကြောင်းသိရပါတယ်။ဒီနေ့တွင်မှာတော့လုံခြုံရေးတင်းကျပ်မှုတွေကင်းပတ်တာတွေလုပ်နေပြီးအဲဇင်းစစ်တပ်တွေကိုလည်းပုံမှုလုံဆောင်လာတယ်လို့ဒေသခံတွေကပြောထားပါတယ်။သိမ်းပြန်နေကြတာဘလို့လို့ပြီး PDF တွေကဈေးလာဝယ်မှာလဲဗျာ။ဒါမှမဟုတ်လောက်ကွက်ပြတာလည်းဖြစ်မှာပေါ့ ့တမင်တို့ကြံပြီးဈေးကိုအချိန်ကန့်သက်တာလည်းဖြစ်နိုင်ပါတယ်လို့ပသိမ်မျိုးမှဈေးကဈေးကံပိုင်ရှင်တို့ကတော့ပြောထားပါတယ်ပသိမ်ခြေဆိုင်အနောက်တောင်တိုင်းစစ်ဌာနချုပ်တဲကအချမ်းဖတ်စစ်တဲ့ရရှိမိသားစုဝင်တချို့လည်းပသိမ်ကနေရန်ကုန်နေပြီးတော့ဘက်ကိုကြောင်းရှိတာတွေရှိနေပြီးတက်ပြင်းထွက်ခွင့်ကိုပါကန့်သက်ထားကြောင်းစစ်တဲ့နဲ့နှီးဆက်သူတွေကလည်းပြောထားတာတွေ့ရှိရပါတယ်ဆိုရင်သူတို့ရှောင်းလို့ပြေးတာမရှောင်းလို့ပြေးဘူးကျွန်တော်တို့ကကျွန်တော်တို့ကလက်ရှိတက်မောင်းတဲ့တသားလေးရှိတယ်ကျွန်တော်တို့ကရှောင်းသေးတာမရှိလို့ကျွန်တော်တို့ဘဲမှလည်းမပြေးကြလည်းအကြောင်းမရှိဘူး မင်းတို့လည်းပြေးသေးရလဲအကြောင်းမရှိရမို့ပြေးသေးရနေရလဲမရှိရောမင်းတို့မှာကဲကျွန်တော်ရိုက်စီလာရှင်းချင်းလေးကဲချစ်သူဝေတို့တားမိ၃ယောက်တတိယနိုင်ငံကိုပြေးသွားတယ်တဲ့တတိယနိုင်ငံကိုထွက်သွားတယ်ဗောဗျာတတိယနိုင်ငံကိုထွက်သွားတာကိုသူတို့အဖမင်းအောင်လိုင်းစိတ်နိုင်ပြီဆိုပြီးတော့ပြောနေကြတယ်ဘောမတစ်တိုက်ကလည်းရှိနေသေးတယ်ဗျာကလေး၂ယောက်နဲ့လူမယ်ကလေး၂ယောက်နဲ့အတူချစ်သူဝေရနေပြီးတတိယနိုင်ငံကိုတောင်းရှိသွားတာတော့အလုံးသိဖြစ်မှာပါအဲ့လိုချစ်သူဝေပြောင်းသွားတာဟာသူတို့အဖစိတ်နိုင်သွားလို့တဲ့ ောက်ဆုံးကျွန်တော်တို့ကိုယ်တိုင်တက်မတော့အင်အားလုံးလဲဆိုကျွန်တော်တို့ကိုယ်တိုင်ရှင်းထဲမှာထွက်ပြီးတိုက်မှာပြင်ပြစီဒီမှာပဲမင်းတို့မပူနဲ့အဲ့ဒီကိစ္စကမပူနဲ့မင်းတို့ပူနေတဲ့အကြောင်းမရှိဘူးအချိန်တိုင်းတော့သွားပါပဲညဒီအတွက်ကွယ်တာဒါကျွန်တော်တို့ပေးထားချက်ပဲဒါကျွန်တော်တို့နိုင်ငံသားတယောက်ရဲ့ပေးထားချက်ပဲဘာဖြစ်လဲဗျာကိုယ်နိုင်ငံအတွက်ကိုအသက်ပေးတာဗျာပေးပေါ့ဗျာဘာဖြစ်လဲတေးသွားပါလူတိုင်းတေးမှာကြောက်တယ်သို့တော်လည်းသူများတွေကတေးမှာပဲကြောက်တာမင်းကတေးမှာကြောက်တာမဟုတ်ဘူးမင်းကချုပ်တဲ့ရတော့ဆေးရက်လောက်ပဲကြာသေးတယ်စကားလေးကောင်းမကျန်တော့တဲ့ကောင်ကျွန်တော်တို့ဒီနိုင်ငံတော့အသက်ပေးပြီးတေးမှာဗျာကျွန်တော်မျိုးဆက်တွေကောင်းတယ်မျိုးဆက်တွေကောင်းတယ် မင်းတို့မှာမျိုးသက်ရှည်ကိုထင်သေးလို့လားမင်းတို့လိုမြမရဲ့တမိုင်းမှာမြမနိုင်ငံကိုဖျက်ဆီးခဲ့တယ်သူပေါင်းတစ်ထောင်လေးပေါင်း900လေးပေါင်း3000လေးဒီပါကြဲခိုင်းနေတဲ့ကောင်တွေကမင်းတို့မျိုးဆက်ကိုပြည်သူတွေကဒီတိုင်းပဲကြည့်နေမှာထင်လို့လားမင်းတို့ကိုမင်းတို့ဘဝတွေကရှင်လေးနဲ့တွေ့ွားကြပြီမင်းတို့တွေကလူတာမသိမသိသေးမှာနမရတွေ့ွားပြီမင်းတို့ရဲ့မျိုးဆက်တစ်ခုလုံးကုန်သွားပြီမင်းတို့တော်လိုင်းပြီးရနေရမင်းတို့ရဲ့တာသမီတွေကြောက်တက်ကြည့်စမ်းပါကွာအဖေကပြည်သူတွေကိုဘုံကျဲခိုင်းနေတဲ့ကောင်ဆိုပြီးတော့မင်းတို့အသားသမီးဘယ်လိုမျိုးခံစားမှာလဲဆိုမျိုးသိလိမ့်မယ်အဲ့တော့လက်ရှိဒီမြန်မာနိုင်ငံရဲ့ဒီရေတို့ ခင်ဗျားကြည့်ပါရေဒုသူလည်းခင်ဗျားနေတဲ့အချိန်မဟုတ်မြန်မာနိုင်ငံရေဒုလေဒုရေပိုင်နဲ့ရေပိုင်နဲ့မြေပိုင်နဲ့ဒီအရာတွေတည်နေဖို့အတွက်ကျွန်တော်တို့ဘိုးဘွားကဘိုးဘွားလက်ထက်ကခင်ဗျားတက်မော်တာအရင်ခင်ဗျားသွေးတွေသွေးတွေနဲ့ကာကွယ်ခဲ့အေးမင်းတို့စစ်ခွေးတွေစစ်ခွေးတွေဟိုကတက်မတော်သားတွေကကာကွယ်ခဲ့တာကတိုင်းပြည်ကိုမင်းတို့အခုစစ်ခွေးတွေကမင်းအောင်လိုင်ကိုကာကွယ်နေတာမင်းအောင်လိုင်ရဲ့သွေးတွေသွေးတွေသူ့ရဲ့မင်းအောင်လိုင်ရဲ့တာသမီသွေးတွေကိုကာကွယ်နေတာမင်းတို့ကဟဲ့လားသွေးတွေဟွန်းသွေးတွေမနေဘူးပဲခင်ဗျားတို့စစ်တမ်းကြီးသွားကြည့်သွေးတွေမနေဘူးပဲ အခြားသောကဗျာနေရာတွေမှာကြီးလိုက်တိုင်းနေရာပြည်နယ်မှာရှိတဲ့နေရာတွေလိုက်ကြီးလိုက်သွေးတွေနဲ့ကာကွယ်ကာကွယ်ခဲ့တာဗျာမင်းတို့မင်းမင်းရဲ့သွေးရောမပါဘူးလားမင်းတို့ရဲ့ဘော်ဒါကြီးလေးကျမ်းမေရမ်းမေဆိုတဲ့မင်းမင်းဆိုတဲ့သွေးရောမပါဘူးလားအေးသွေးတော့ပိုင်ပါပါဒါပေမဲ့ခေါင်းတော့မပါဘူးတော့စိတ်တော့မကောင်းဘူးကွာအဲ့မှာဒီအလောင်းဒီသင်းချိုင်းနေအလကားဖြစ်လာတာမဟုတ်ဘူးအာဇာနီကောင်းနေအလကားဖြစ်လာတာမဟုတ်သွေးတွေနဲ့ကာကွယ်ခဲ့လို့ဒီနေရာဘက်ကဒီလူတွေတော့ဂုံပြူလို့ဖြစ်လာတာမပယ်တော့မှကျွန်တော်တို့ကခင်ဗျာနောက်မဆုတ်ဘူးကျွန်တော်ရင်ဆိုင်ပါပဲ ောက်ဆုံးလို့လည်းမရတော့ဘူးမင်းကနောက်ဆုံးကျင်သေးရလားမင်းပြည်သူတွေဘောပြောကျင်တာကြီးပြောကျင်နောက်ဆုံးကျင်လို့ရမလားမင်းတို့ကောင်တွေစစ်ခွေးလော်ဘီတွေလုံနေတာမဟုတ်ဘဲနဲ့စစ်ခွေးသတင်းပေးတွေလုံနေပြီးတော့တီတာယူမလို့နဲ့ပူပေါင်းပြီးမင်းတို့ကောင်တွေကိုင်းနေတဲ့ကိစ္စကြီးကိုမင်းတို့နောက်ဆုံးကျင်သေးလို့လားကျေးဇူးပါပဲကျွန်တော်တို့ကကျွန်တော်တို့လက်ရှိနာဆာကအစိုးရတောက်တော်ကြောင်ယုံကြည်တယ်ယုံကြည်လို့ကျွန်တော်ဘယ်မှာမပြောဘူးဒီအဖွဲ့ကြီးနဲ့ကျွန်တော်အတူတူရေကမ်းကြီးကသွားပါမယ်မင်းပြေးကြည်စမ်းပါမင်းတနိုင်ငံကိုပြေးကြည်စမ်းမင်းဘယ်နိုင်ငံကိုပြေးလို့ရမှာဆိုမင်းပြေးကြည်စမ်းမင်းအဲ့နိုင်ငံမှာမင်းဘယ်လိုဘဝပြတ်မယ်ဆိုဘယ်လိုနေရမလဲဆိုတာအဲ့နိုင်ငံမှာရောက်နေမြန်မာတွေမင်းဘယ်လိုချိန်မလဲဆိုတာမင်းကြည့်လိုက်စမ်းပါ ြေးကျင်သေးတယ်ပြေးတော့မရတာကိုပြေးကျင်နေသေးတယ်တောင်းပါပဲဟိုမှာချစ်သူဝင်တော့အိုးဆိုတာကလည်းသိတယ်လားသူတို့ရှောင်းသွားပြီဆိုတာသူတို့သိတယ်อืมရှောင်းသွားပြီဆိုတာသိတဲ့အခါကျတော့သူတို့ကပြေးပြီပြေးပြီပြေးသွားကြပြီဒါကြောင့်ကျွန်တော်တို့အကြမ်းဖက်သမားတွေရဲ့ဘောမာတွေဘောရတနာဖို့ကောင်းပါလေချစ်သူဝေတို့ပြေးမှာပဲသူတို့စစ်နိုင်ရတော့တယ်ဟောလဲဆိုတော့နေ့စဉ်နဲ့အမြဘာအသိနိုင်နေနေရလဲမရှိသူတို့ကတိုက်ချင်ရဘာကကုန်းကျင်နေတယ်အမောဘောရတွေပြက်နေပြီးတော့ပြန်သိနိုင်နေမျိုးရတယ်တမျိုးမှမရှိခိုက်ရင်တမျိုးပြီးတမျိုးသိမ့်ပြစမ်းပါဆိုလို့လေ PDF တွေကသိမ့်ပြတယ်တမျိုးပြီးတမျိုးဆိုတော့ဘောရတွေပြက်နေတယ်အဘနဲ့သူ့ရဲ့စစ်ခွေးတွေကတော့အခုတော့ ချစ်သူတွေပြေးတာကိုအကြောင်းပြပြသူတို့နိုင်ပြီဆိုပြီးတရက်တားလေးပျော်ရွှင်ခွင့်ရနေရတာပေါ့ဗျာအောက်စုတွေလော်သမားကိုခင်ဗျားတို့နားမအောင်နဲ့ကျွန်တော်တို့ကကျွန်တော်တို့ကခလင်းငယ်တွေစာမတင်ကြဖို့ကျွန်တော်တို့မတိုက်တွန်းခဲ့ဘူးခလင်းငယ်တွေစာတင်ကြဖို့ပဲကျွန်တော်တိုက်တွန်းခဲ့တယ်တိုင်းသူပြည်သားတွေအချင်းချင်းတတ်ဖြတ်ဖို့ကျွန်တော်တို့မပြောခဲ့ဘူးအကြမ်းဖက်တမားတွေကိုတုတ်တင်ရှင်းလင်းဖို့ပဲကျွန်တော်ပြောခဲ့တယ်ကဲကလေးတွေကိုစာမသင်မပြောခဲ့ပါဘူးတဲ့ဟုတ်ပါတယ်သူတို့မပြောခဲ့ပါဘူးတိုင်းသူပြည်သားတွေကိုလည်းချင်းသက်ဖို့မပြောခဲ့ဘူးတဲ့ဟုတ်ပါတယ်မပြောခဲ့ပါဘူးသူတို့ကပြောခဲ့တာကလေးတွေစာသင်တွေကျောင်းတွေကိုပေါင်100တွေပေါင်900တွေပေါင်1000တွေဘုံကျဲဖို့နဲ့အိမ်တွေကိုဘုံကျဲဖို့ပြောနေတဲ့ကောင်တွေပါ ဒီခုကကျမတို့ဗမော်တိုက်ပွဲမှာဟာဒဏ်ရာရထားတဲ့စစ်တီတွေကိုတက်မတော်ကနေပြီးတော့ဒီနေ့လေးတောင်းကနေပြီးတော့ကဲထုတ်နိုင်ခဲ့တယ်လို့ဆိုသတင်းညကြားသိရပါတယ်။ဒါကြောင့်မလို့ဗမော်တိုက်ပွဲတွေမှာဒဏ်ရာရရှိထားတဲ့စစ်တီတွေအကုန်လုံးကိုလိုအပ်တဲ့စစ်ကူတာမှုခံယူနေပြီလို့အာတပ်မတော်စုဝင်နေရှိရနေကြားသိရတဲ့အတွက်အင်မတန်မှဝမ်းသာမိပါတယ်။ဒါဒီမမော်ပြည်စစ်သားတွေအမိမျိုးကဝင်နေတဲ့ဒီကဒဏ်ရာရရှိထားတဲ့တက်မတော်သားရအလုံးကိုစစ်ကူတာပြီးတော့ပြန်လည်ကောင်းမှုဖို့ဆုတောင်းပါတယ်။မျှော်လင့်ပါတယ်တိုက်ပွဲ ပြန်မှာတန်ရရှိတဲ့ဗမော်တိုက်ပွဲမှာတန်ရရတဲ့တမတော်သားတွေကိုစစ်တီတွေကိုကဲထုတ်ပြီးပြီဖြစ်ပါတယ်။ကဲမပူတူကတော့ဗမော်တိုက်ပွဲမှာတန်ရရတဲ့စစ်တီတွေကိုကဲထုတ်နေရတဲ့ဘဝအခြေအနေကိုပြောနေရဖြစ်ပါတယ်။ဒါကတော့အမှန်ပါပဲ။ဗမော်တိုက်ပွဲမှာဆိုရင်တော့တရင်မှုတွေတော့တန်ရရပြီးတော့ပြန်လဲကဲထုတ်ပြီးစေကူတာနေရတာပဲ။အစစ်ကွေးတွေကိုကဲထုတ်ရမှာလဲခဲရခဲစင်းနဲ့ဒါတော့ရဟတ်ရင်နေရှိပြီးလေဘဝသွားနိုင်လို့ပါဗျာ။မြေဘဝဆိုရင်ကဲဖို့နေတာနောက်တော့ကတ်လိုက်မှမနေထမှုပါဘူး။ဒါပေမဲ့လည်းဘလို့ပဲဖြစ်ဖြစ်ဗမော်မှာအခုလိုမျိုးစစ်တပ်ကစစ်သားတွေတိုက်ပွဲတွေကြပြီးတော့အမြန်အမြန်ဆုံးကဲထုတ်နေရတဲ့အချိန်မှာတော့ကြော်မျိုးဝင်းတယောက်ကတော့ဗမော်ကိုကြရင်တင်းကြိုင်းဗန်ဘောဆိုပြီးတော့ပြောနေတာလေ သူတို့ဘောမာတွေအချင်းချင်းတော့တယောက်တစ်မျိုးထုတ်ပြန်နေရတဲ့အခြေအနေပါပဲဟုတ်ဟိုလောလောဆယ်အထိကတော့ဒီကချင်သင်းချိုင်းကဘုံဘုံမျိုးဖြစ်လာဘုံဘုံတိုက်ပွဲတွေကကချင်သင်းချိုင်းဖြစ်လာပြီဆိုတာသတင်းတွေကတော့ဟိုဒူးကြီးကြဒေသခံပြည်သူလူကြီးထွက်လာတဲ့သတင်းတစ်ခုအားလုံးပဲ EPO လေးမှာကတော့မေဦးရဲဘော်ကရေကူရဲ့ line တပုတ်ကိုခေါ်ပြတဲ့ဖြစ်ပါတယ်မကြည့်ရသေးမျိုးတွေလည်းပြန်မြောက်ကြည့်နေဖြစ်တဲ့အတွက်လူတွေအားလုံးပဲပြောရွှင်နေကြည့်ပါနေပါတယ်ခါအရေးကြောင်းဟွန်းပိစာရှိတော့မရှိလို့ဒီပိစာရုံကိုစင်ကြည့်တော့ ဟိုးအေးတွေ့ကဲဘိုးကြီးကတော့လမ်းပြတော်မှုတဲ့ဘာရွေးရမယ်ဆိုတော့ရှာနေရဖြစ်ပါတယ်ထမ်းလားဟိုးကြီးအေးဘိုးဆရာကကြည့်ကြဘာလုံးနေလဲအာမဟုတ်ပါဘူးကွာကိုနေရငတ်မိမှာဘေးရင်သွားမိတာအဲဘေးရင်ဆရာကပြောလိုက်တယ်ပိစာပြူတော့မဟုတ်ဆက်ကူပြူနဲ့ရေရာချီရမယ်ဆိုရင်အဲ့ဒါရေရာချီဖို့ကြည့်နေတာပေါ့မြင်ရတာအာဘိုးကြီးကလည်းအဘကြောင့်မသိရတယ်မဟုတ်ဘဲနဲ့အဘဒီနေ့တစ်ချက်မိတ်ထုတ်ထားရည်တည်းထဲမှာ မိစ္ဆာဖြူတွေမသွင်းရဘူးနောက်ဆုံးကုံကုံပြောမယ်အင်ဂျီဖြူဘောင်းမီဖြူတွင်းကဘောင်းမီဖြူအစားမသွင်းရဘူးဆိုပြီးတော့မိထုတ်ထားတယ်ဒီပါအတိပါတယ်ကွာမင်းရအာဘူးရရဲ့အဲ့ချက်တော့စိုးသေးတယ်ခုနောက်ပိုင်းဘာနောက်ဆုံးတက်ထဲမှာခေါင်းဖြူနေလူတွေအစားသပင်စေးအနဲ့အောင်စိုးရမယ်ဆိုပြီးတော့မိထုတ်ထားတယ်အာဟုတ်လို့လားမင်းရလည်းကွာအဲ့လိုကြီးတော့မသွင်းဘူးဘာလို့လဲဆိုတော့မင်းတို့ခေါင်းဖြူနေတော့မှပဲတက်ထဲမှာလူမရှိလို့ခေါင်းဖြူတွေခေါ်ပြီးတော့ခိုင်းနေရတယ်အဲ့လူတွေပါအဖြူအမဲပြောင်းပေးလေးဆိုပြီးအဘကပြောနေတာ ဘူမိုးမှာဒါတော့ရခိုင်ပြည်နယ်ကဖမ်းမိတဲ့တဲမှာခေါင်းဖြူတွေပါလာတာကိုပြန်ပြီးတော့တယောစာလေးနဲ့ပြုတ်နေဖြစ်ပါတယ်။ပြီးတော့ခြေထဲနဲ့သွားကနေဆိုအလံပြူတောင်မှုချင်းနေလာတာ။ဘာဘာမဟုတ်တာရှောက်ပြောနေမင်းဒီကောင်။ဟဲ့တို့တက်မတော်သောငင်းမင်းမှတ်ထားကွာနော်။ဘယ်တော့မှအလံပြူလည်းမထောင်ဘူးကွာနော်။ပြီးနေတာ။အေးအာမဟုတ်ပါဘူးဗျာ။အေးထားလိုက်ပြော။အေးဒီနေ့လိုင်းသေးတာကိုငါပြောဦးမယ်။မင်းကြော်ကြီးတို့ဘာကမြို့ကြီးပြကြီးတွေမှာ တည်ငင်အေးချမ်းအောင်လုပ်ခိုင်းတဲ့အစီအစဉ်တော့မင်းကောင်းမွန်လုပ်ရရလားဟုတ်ကဲ့ဘိုးကြီးအားလုံးအေးစီပါအားလုံးရေခဲဖြစ်ပါရင်မြို့ပေါ်မှာဆိုရင်ပျော်ပွဲရှင်ပွဲတွေအပြည့်မင်္ဂလာပွဲတွေလည်းခမ်းမအပြည့်အားလုံးပဲအေးစီပါဘိုးကြီးဒါပေမဲ့တချို့ရတော့မေခွန်းနေထုံနေရေဘိုးကြီးအဘအုပ်ချုပ်တဲ့သုံးမျိုးတော်တွေမှာဘာကြီးများတိုးတက်လာလဲတိုးတက်တာဘာရှိလဲဆိုပြီးတော့မေးနေတယ်ဟုတ်သေးဘူးကွာဘယ်လိုအုံနောက်မျိုးနဲ့မေးတာတော့ကွာဟမ် ဒီလောက်ထိတို့ဘာတိုးတက်အောင်လုပ်ထားတာမင်းကြည့်ရအခုဆိုလို့ရင်စီစေးကားစေးစမ်းစေးဟိုးကုံကုံပြောမယ်ဘာစေးပဲဖြစ်ဖြစ်ဆက်ပြာစေးရစားဟိုးဒုံးကြည့်စေးစီပဲကြည့်ကြည့်ဟုတ်နော်အကုန်လုံးမိုးပေါထားအောင်နော်ငါပြောတာဈေးဦးပြောတာငါပြောတာဈေးဦးဈေးဦးအေးအေးအဲ့တော့ဟိုမှာတိုးတက်တယ်လို့မခေါ်ဘူးဆိုရင်ဘယ်အောင်တိုးတက်တကောမှာတော့အေးဘူကြီးပြောတော့လေဟိုသားပဲနော်ဘူကြီးအရင်ကနီးဘိန်းကြီးခစ်တော့ကကစွန်းတစီကို200ပဲရှိရဲ့ အခုအဘခေကြမှာကစုံရတစီတထောင်ဆိုတော့ကျွတ်သွားတော့ဘူးရ။ဟာဟောကျွတ်တာပေါ့။နေနောက်တစ်ခုကမင်းမှာလက်ထဲမှာတင်းတရားတာရှိကြည့်ဒီနေ့တင်းတရားတာပောက်တဲ့မြေချမ်းလေးတစ်ခွက်ကဝဲ။ဩနောက်ပြီးတော့နောက်ပြီးမနဲ့အဲ့ရနိုးလာလို့ရှိရင်အဲ့အင်ချမ်းမြေဈေးကမင်းနှစ်စားတတ်နေပြီပေါ့။ဒါတော့မှန်ပါပဲ။ဘလို့ဒီမြက်တဲ့လုပ်ငန်းတွေကိုအဘကစီမံပေးတာလေမင်းကြည့်ရသူ့ရက်လေးနဲ့မှမဆိုတော့တော့နေမင်း။ရိုင်းရမိနေလို့သူတွေးပြီးလုပ်ပြီးတာလေ။ဟာဟုတ်တယ်ဟုတ်တယ်ဘူးရ။ဒေါ်လာစီးတက်တာလေကောင်းတာပဲ။ ။ဘာလို့လဲဆိုတော့ကျွန်တော်နိုင်ငံခြားကို export ပို့ရဆန်နေဇီရောရတာပေါ့။ဒါပေါ့။နောက်ပြီးတော့ main အခုဆိုလို့ရှိရင်ပူရဟောင်းကောင်းတယ်။နေတွေမှာတိုက်ပွဲတွေကနေတိုင်းဖြစ်နေတာ။ဟောအဲ့တော့နေတွေအတွက်ချမှတ်ပြီးသားတယ်။ဒေသဖွံ့ဖြိုးရေး budget တွေကိုလည်းတို့တွေတုံးစရာမလိုတော့ဘူး။ခိုင်းလာရှိနေတဲ့ကျိုးဝတဲ့ပြက်စီးဝတဲ့လမ်းတွေတရားတွေလည်းတို့တွားဆောက်စရာမလိုဘူး။နောက်တစ်ခုကအဲနေရီကတတိယခရိုနီရီကတို့ရန်ကုန်နဲ့အေရီတိုင်းမှာလာပြီးအောင်ဆိုတော့တို့တတိယမျိုးတွေဖြစ်နေတာလေကွာမင်းကလည်းဟာဒါဆို တခြားဒေသရရှိတဲ့တရိယာကျွန်တော်တို့ရန်ကုန်တို့ EOD တိုင်းမှာလာစုရဆိုကျွန်တော်ကတရိယာကွက်ကြီးဖြစ်သွားပြီပေါ့ဒါပေါ့ကစင်ကာပူတက်တာတာပေါ့ဟုတ်စင်ကာပူကဘယ်ကတို့ဒေသလုံးမှာရှိရနိုင်ငံတွေထက်ပေါ့အားလုံးကြော်ပြအောင်မှာကြိုးနိုင်ကြတာအင်းဒါနဲ့နေပြီးတော့ဘာရန်ကုန်ခေါ်လဲမလားဘူးရအာတော့သူနေပြီးတော့မှနေရမင်းဘာခေါ်လို့ဘူးလုံးပါရအောင်ဟာဘူးရအရင်တော့နေပြီးတော့ဆိုတာစိတ်ချလက်ချနေလို့ရနေရလေဒါပေမဲ့အခုကအလုံးမလို့ဟိုးဘူးရပြီးခဲ့တဲ့လောကအမြန်လမ်းပေါ်မှာ တက်တဲ့ခဏခဏတက်ပြစ်နေတာအခုတိုက်ပွဲတွေကြည့်မယ်ဆိုရင်တဖြည်းဖြည်းတဖြည်းဖြည်းနဲ့နေပြီးတော့နောက်ကက်လာနေပြီဒါကြောင့်နေပြီးတော့အပေါ့ရန်ကုန်ခေါ်ကြမလားလို့ပြောတာနေပါအောင်ကြော်ကြီးอ่ะပါတယ်ဟမ်သူတက်မယ်လို့ကြီးอ่ะဒီတိုက်ပွဲကိုမနိုင်ဘူးဆိုမင်းကထင်နေရလားပေါ့အဲ့လိုလိုမဟုတ်ပါဘူးဘူးရာဒါပေမဲ့ကိုမလူရဲ့သူနာမှာဘာလို့နေနေတာလဲကိုမလို့ချပြောထားတဲ့တော့ကိုမကောင်းဘူးလားဘူးရာဆွဲထားတယ်ဆွဲထားတယ်ဆွဲထားတယ်ပေါ့ဒါအားတယ် တာဘူကြီးရတယ်ဘူကြီး is ကိုသွားတတိယနေပြန်ပါပြီဟာမေ့သွားတော့ပါမင်းကလည်းနေနေကွာအဲ့လိုမျိုးနေပြီးတော့ထားပြလိုက်ရင်သူ့နေမိတယ်ပိုးချင်းသွားမှာဘောကွာထားရလို့မရဘူးလေဟောထားခဲ့လို့လည်းမဖြစ်လေဘူကြီးအခုလည်းရှမ်းမြောက်လည်းထားခဲ့ပြီဟောရခိုင်မှာလည်းထားခဲ့ပြီကချင်ကိုလည်းထားခဲ့တော့မှာစစ်တိုက်ဌာနကြီးလည်းလက်လွတ်နေရပြီထားခဲ့လို့လည်းမဖြစ်လေဘူကြီးနေမိကျင်းသွားတော့ကျွန်တော်ဘတ်ဂျက်ပို့သွန်းရတာပေါ့ဟော ဖုန်းမှလည်းလို့ပါကြိုကြီးရာတို့ကြဘာကိုခေါ်လာစိတ်ကိုချရလားကွာတို့ရန်ကုန်မှာလည်းခုနာဒီနာတွေမကြမကြဘုံပေါက်တာရှိတယ်ကွာတို့ကြနေသူ့ကိုခေါ်လာတော့မှမင်းတို့ကငါ့ကိုအီရန်နဲ့အာဖဂန်ကိုပို့တာလားဆိုပြီးငါတို့ထောင်းကန်နေရမယ်ကွာအာဒီတော့ဘုံနဲ့နဲ့ဘူရာရန်ကုန်ကလူတွေကခုနာဘုံပေါက်ဒီနာတို့ပြောဒီနာဘုံပေါက်ခုနာတို့ပြောနေဒီစီပါပြီးတော့ဘာဘာတန်နေလဲကွာဒါလို့ပြောလဲပြောပွဲရှင်ပွဲကျင်းပနေအတန်းလို့ပြောလိုက်ဟုံးလဲဟော ကချင်မီနယ်ဘက်ကိုကြည့်မလားအညာတကြောစကိုင်းတိုင်းကိုကြည့်မလားကြိုက်တဲ့နေရာကြည့်လေအခုချင်းပြည်နယ်မှာဆိုရင်လေဟောအပြည့်ပြိုင်ငွေကြီးကျင်းပပြီတထဲမှာလုံနေကြပြီကချင်ပြည်နယ်ဘက်မှာလည်းအပြည့်ပြိုင်ငွေကြီးကျင်းပနေပြီဟောအညာစကိုင်းတကြောကြည့်ဦးမလားအပြည့်ပြိုင်ငွေကြီးကျင်းပနေပြီရခိုင်မှာဆိုလေခြေကူးပြီးတော့ပြေးနေကြပြီတထဲရသူတွေကအဲ့တော့ကျွန်တော်တို့လည်းအသုံးဝင်လာမှာပါအဲဘူကြီးကျွန်တော်ပြောရမယ်ဆိုရင်နောက်ဆုံးကျွန်တော်တို့ရန်ကုန်လက်လွတ်ပြီးတော့ ကိုကိုချုံပြေးရမယ်ဆိုရင်ရေကုပြီးတော့ရေငုံပြီးပြေးရမှာပေါ့ဘူးရအာငါတို့တက်ကအဲ့လောက်တော့အချိန်နေဆုံးနေပြီလားဟာအဲ့လောက်တော့မဆိုးသေးတော့ဘူးอืมမင်းပြောသူတော့ဟုတ်တော့တော့ရှိတာဟမ်အဲ့တော့မချက်နိုင်ဘူးကွာမင်းကွာတို့ကစတန်ဒါအာမီကွာနော်ကမ္ဘာအဆင့်36မှာနေရာယူထားတဲ့စစ်တပ်တခုနော်မောက်ပြီးဒုတ်ဗိုလ်ချုပ်စော်မဲလုံးအဲမို့ပါဘူးစော်မဲထုံးကပြောရတယ်လေ ခလုတ်တချက်တော့မနှိပ်ရသေးဘူး။အဲ့ခလုတ်ကနှိပ်လိုက်တော့ဘွာ။အဲ့ခလုတ်ကပြက်ပဲနေရလားပျောက်ပဲနေရလားနှိပ်လို့ပဲမရလားမနှိပ်သေးရတာမသိဘူးကြီး။ဟေး။အဘကောင်ဒါကြီးကြုံမြင်လို့မလို့ဘူကြီးကလည်းတနိုင်ငံတော့ပတ်ပြီးတော့အကစားပြန်ပွဲလို့ပြီး training ပေးနေတာပြရလွားလေအောင်မလို့ဒီစီပါဝါမင်းအဲ့လောက်ကြီးလဲစိတ်ပူမနေပါနဲ့ရန်ကုန်မှာတို့လူတွေမှာတပုံတစ်ခေါင်းကြီးပဲအာနေရနေလို့ရှိရင်စုလေးရှိမှာတက်မတော်ထောက်ခံပွဲဆိုပြီးတော့ ထထလုံးနဲ့မျိုးချစ်တူမှာတူတောင်းအဲ့ဒီကြလို့ရှိရင်မင်းရန်ကုန်ဝိုင်းလာတဲ့ခိုင်ဒီကောင်းလေးကိုတိုက်ခိုင်းမှာဝေါ်ကမင်းကလည်းချင်းမလီနဲ့ဘူကြီးကစူးလီရှေ့မှာတက်ထောက်ခံပွဲလုပ်တဲ့ထဲမှာတဝက်လောက်ကကိုတက်ထက်ရသူလေးကြီးပဲကျန်တဲ့တော်က9000သားကြီးဘယ်မှမရတော့မလာတော့အောင်နဲ့ဟော9000ဈေးတူပြီးတောင်းတာမပေးနိုင်တော့မလာတော့အောင်နဲ့ကိုတက်ထက်ကလူတော်ကကိုကြည့်ဦးမလားအကူကထွက်ပြေးလူနဲ့စီလီယံလောက်တဲ့လူနဲ့ဟောဟိုပြက်ဒီပြက်နဲ့တစ်ဖက်တို့တစ်ဖက်ရှိတိုးတက်ရှိတိတိဖြစ်နေပြီဘူကြီးက အဲရှိသေးပါဘူးဘူးရာခိုင်တွေးပြောင်းဝီအဲ့ဒါဆိုလဲနောက်ဆုံးမင်းရွေးလာတဲ့ပလန်ကိုပဲငါတို့ခုခေတ်ကစပြီးတော့စီမံကိန်းဆွဲတာပေါ့ကွာနော်ပြီးလို့ရှိရင်တက်ကြကြီးစီးလေးကိုစမှုပထမနေရာဆက်အမေတော်ရေးခိုင်ဟုတ်ပြီးရင်အဲ့စာကိုမင်းဦးရှင်ကြီးစီကိုစင့်ခေါ်စာတော့ပို့ပေးပြီးတော့ဟေ့ဟုတ်ကဲ့ဘူကြီးအာဘူကြီးရတယ်ဦးရှင်ကြီးနဲ့ဘာဆိုင်လို့လို့ မင်းရတယ်ကွာကိုကိုကျုံကိုပြေးရမယ်လို့မင်းပြောတာလေဟုတ်တယ်လေဟေးလေအဲ့ဒီအချိန်ကျရင်တို့တွေကမင်းစဉ်းစားကြည့်ရေဘောကသွားလို့ရှင်လဲခိုးတခါရခိုင်မှာလိုမျိုးဟိုမှာအကုန်လုံးမာလဒီးယားကိုဝုံးမယ်နော်အဲ့တော့တို့တွေကရေမုံတင်မောစီရမှာနော်ကောင်းတယ်ဘူးရကျွန်တော်လည်းအဲ့လိုနေပြီးဆောက်နေတော်တော်ကြာနေပြီကျွန်တော်လည်းရင်ကုန်တမောမစီဘူးလားနဲ့အတော်ပဲစီရတော့မှာဆိုကောင်းတယ်ကောင်းတယ်ဘူးမင်းမြေးကြမယ်ကျွန်တော်ဟေးနော် မင်းစည်းကျင်တာမစည်းကျင်တာဒါကအဲ့ဒီရင်ကုန်တမောကတခါနိုင်ငံကမင်းသုံးစားမရလို့ငါတို့နိုင်ငံကိုလက်ဆောင်အနေနဲ့မြင်ကောင်းအောင်ပေးရတာနော်တော့ကြာနေရေထဲငုတ်ပြီးတော့မှခဏရနေလို့ပွဲပြီးတော့မှပေါ်လာမှဆိုလို့ငါအခုရှင်ကြီးကိုစင့်ခေါ်ခိုင်းတာဟေးပြာအားလုံးပဲဒီဗီဒီယိုတော့လည်းဆုံးသက်လိုက်ပါရစေနောက်ထပ်ဗီဒီယိုမှာတော့နောက်တဲ့ဗီဒီယိုတက်လာမှဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ Gojet Production Channel လေးကို like and subscribe လုပ်လို့ဒီ link subscribe ပြီးမေးရ comment လေးထားကြည့်မြင်တက်လာမြောက်ဗီဒီယိုတွေရှိရဖြစ်ပါတယ်မျိုးတွေအားလုံးပဲနောက်ထပ်ဗီဒီယိုမှာပြန်လည်းဆက်ကြပါမယ်